မင်္ဂလာပါလူကြီးမင်္ဂလေးတို့ရေ ကျန်းမာဘေးကင်းကြတယ်မဟုတ်လားပြန်တွေ့ရလို့လဲဝမ်းသာပါတယ်ကိုဗစ် -19 လို့ရာသီတုပ်ကွေးလို့ကျန်းမာရေးပြဿနာတွေအပြင်အခုဆိုရင် မိုးရာသီလုံလုံရာရာရောက်လာတာကြောင့်ရေကြီးရေရှမ်းလို့တဘာဝဘေးဒဏ်တွေကိုလည်းစိတ်ပူလာကြရပြီနော်အားလုံးသတိဝရိယနဲ့အရာရာကိုရင်ဆိုင်ကြော်လွားနိုင်ဖို့မျှော်လင့်မိပါတယ်ဒါဆိုရင် မိုးရာသီမှာကြုံတွေ့နိုင်တဲ့သဘာဝဘေးအန္တရာယ်တွေကိုရင်ဆိုင်ကြမယ်။မောင်နှမနှစ်ယောက်နဲ့အတူအန်တုညီညီမိုးရာသီဆိုတဲ့ပုံမြင်လေးစီသွားလိုက်ကြရအောင်။တခါတော့ကမြောက်စေးရောင်တောင်တန်းတွေနဲ့ဝင်းရံထားတဲ့ချစ်စရာကောင်းတဲ့ရွာကလေးတွေရရှိတယ်။အဲ့ဒီရွာလေးမှာမိုးရာသီရောက်ပြီဆိုတာနဲ့တောင်ကြရေတွေကတအားများပြီးရေကြီးတာတို့မြေပြိုတာတို့မကြကနဖြစ်တတ်တယ်။ ရွာထဲမှာချီချီနဲ့တီတီဆိုတဲ့မောင်နှမနှစ်ယောက်ရှိတယ်။သူတို့မောင်နှမဟာအယန်းကိုတက်ကြွပြီးစူးစမ်းကျင်စိတ်ပြင်းပြတဲ့ကလေးတွေပေါ့။အကိုဖြစ်တဲ့ချီချီကတိတ်တတ်တီရှိပြီးညီမလေးတီတီကတော့အမြဲတမ်းပြုံးပျော်နေတတ်တဲ့ကလေးမလေးပေါ့။သူတို့မောင်နှမနှစ်ယောက်ဟာတောအုပ်ထဲမှာရှိတဲ့တစ်ပင်ကြီးတွေ၊ဘန်းကလေးတွေနဲ့တလိမ့်ဆန်လေးတွေကိုအယန်းချစ်ကြတယ်။တဘာဝပတ်ဝန်းကျင်ကိုလည်းတိတ်တံပိုးထားကြတယ်။ဒီနေ့မှာ မိုးတွေကတဲတဲမဲမဲရွာလာပြီးဘယ်တော့မှမမြင်ဘူးလားအောင်မဲမောင်နေတဲ့တိမ်တိုက်ကြီးတွေကောင်းကင်ကိုဖုံးအုပ်လာတယ်။ជីជីရေမိုးတွေအရန်ရွာတော့မယ်ထင်တယ်နော်လို့တီတီကပြောတော့ជីជីကကောင်းရိပ်ပြတယ်။ဟုတ်တယ်တီတီမိုးရင်းရောက်ပြီဆိုတော့တဘာဝဘေးအနေရတွေကိုသတိထားရတော့မယ်လို့ជីជីကပြောတယ်။ညဘက်ရောက်တော့ မိုးတွေကပိုသေးလာပြီးလေပြင်းတွေလည်းတိုက်ခတ်လာတယ်။ မီးတွေလည်းပြတ်သွားတော့အိမ်ထဲမှာမှောင်မှိုက်သွားတယ်။တီတီကကြောက်နေတာပေါ့။ချီချီကတီတီလက်ကိုဆုပ်ကိုင်းပြီးမကြောက်နဲ့တီတီဖေဖေနဲ့မေမေလည်းရှိတယ်လို့ပြောလိုက်တယ်။ချီချီနဲ့တီတီတို့အိမ်သားကလမ်းတွေမှာရေတွေရှင်လာတာကိုတွေ့တော့စိတ်ပူလာကြတယ်။ဖေဖေကကလေးတို့ရေအခုလိုမိုးတွေတအားသေးတဲ့အချိန်မှာအိမ်ပြေမထွက်ရဘူးနော်။မြေရေတွေကတအားများလာရင် ရေကြီးလာနိုင်တယ်။ရဲစစ်မီးကျိုးတွေကိုလည်းတတိထားရမယ်။ရေထဲမှာဆိုရင်ဓာတ်လိုက်တတ်တယ်လို့တတိပေးတယ်။ချီချီနဲ့တီတီတို့အမောင်နှမက ဟုတ်ကဲ့ပါဘေဘေလို့ပြန်ပြေးလိုက်ကြတယ်။သူတို့ရဲ့အိမ်လေးဟာမြင့်ငယ်လေးနာမှာရှိလာကြောင်းရေကြီးတာကိုစိုးရင်ရတယ်။ဒါ့အပြင် လေပြင်းတိုက်ခတ်တာမိုးကြိုးပစ်တာတွေလည်းရှိနိုင်တာပေါ့။သူတို့မိဘတွေကမိုးရာသီမှာဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့အမြဲတမ်းသင်ပေးထားပါဗျ။ ဖေဖေကဖျောင်းနိုင်တွေထုံးပြီးအိမ်ထဲမှာအလင်းရောင်ရအောင်လုပ်ပေးတယ်။မိမိကလည်းရေဒီယိုဖွင့်ပြီးမိုးလေဝသသတင်းတွေနားထောင်နေတယ်။သတင်းထဲမှာမြေရည်တွေဇက်တိုက်တက်နေလို့ရွာနီးချောက်ဆက်ကလူတွေကိုပိုလုံယုံတဲ့နေရာကိုရွှေ့ပြောင်းဖို့လိုကြောင်းသတိပေးကြညာတန်ကြားလိုက်ရတယ်။ဖေဖေနဲ့မိမိကရွာလူကြီးနဲ့တိုင်ပင်ပြီးရွာသားတွေကိုစုဝေးစီတယ်။အားလုံးပဲအခုလိုမိုးရည်တအားများနေတော့ရေဘေးအနေရကနေကာဝယ်ဖို့အတွက် ပုံမြင့်တဲ့နေရာကိုရွှေ့ပြောင်းကြရအောင်လို့ရွာလူကြီးကပြောတယ်။ပထမဆုံးသူတို့မိသားစုလောက်တာကအရေးပေါ်အိတ်ကလေးတွေ ပြင်ဆင်တာပါပဲ။အဲ့ဒီအိတ်ထဲမှာမီးချစ်၊ဖျောင်းနိုင်၊ဆေးဝါး၊ရေဘူးအရေးပေါ်အစားအစာကြောက်တွေဓာမီနဲ့ရေဒီယိုအသေးစားလေးတွေအသက်ဘေးအနေနဲ့ကြုံလာတဲ့အခါဘေးပတ်ဝန်းကျင်ကိုအတန်ပေးအချက်ပြအကူအညီတောင်းနိုင်အောင်ဝီစီလေးတွေထည့်ထားတယ်။အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားတာပေါ့။ မိမိကဒါတွေကအရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေဘယ်နေရာရောက်ရောက်အဆင်ပြေအောင် ပြင်ဆင်ထားတာလို့ပြောပြတယ်။ပြီးတော့အိမ်ရဲ့အလုံးယုံဆုံးနေရာကိုဘေးလွတ်ရာနေရာအဖြစ်သတ်မှတ်ထားတယ်။အဲ့ဒီအချိန်မှာလျှက်စီးတွေလက်ပြီးမိုးကြိုးတွေပြက်မိုးချိန်တန်တွေလည်းတကြိမ်ကြိမ်နဲ့အတန်တွေတအားကျေလောင်လာတယ်။ချီချီကတီတီလျှက်စီးလိုက်ရင်တစ်ပင်အောင်မနေရဘူးနော်။ လျှက်စစ်ပစ္စည်းတွေကိုလည်းမကန်ရဘူးမိုးချိုးပြစ်တဲ့အခါမတော်တဆထိခိုက်နိုင်တယ်လို့တတိပေးလိုက်ပါတယ်သူတို့အိမ်မှာလျှက်စစ်တားပြတ်တောက်နေတာကြောင့်လျှက်စစ်ပစ္စည်းတွေနဲ့ဝေးဝေးနေဖို့မလိုပေမဲ့လျှက်စီးစီးဝင်မလာအောင်တော့တတိထားရတာပေါ့အဲ့ဒီအချိန်မှာပဲလျှက်စီးတစ်ချက်လက်ပြီးမိုးကောင်းကင်ကနေဂျင်းဆိုပြီးမိုးချိုးပြစ်တန်းကြီးထွက်လာတယ်တီတီဟာလန့်သွားတယ်မိမိကအိမ်ထဲကနေ ကလေးတို့ရေလျက်စီးလက်ရင်အိမ်ပြန်မမနေရဘူးနော်အိမ်ထဲကိုဝင်လာခဲ့ကြလို့လန့်ခေါ်တယ်ကြီးကြီးနဲ့တီတီလည်းအိမ်ထဲကို ပြေးဝင်လာကြတယ်ဖေဖေကလျက်စီးလက်ရင်မိုးချိုးပစ်တတ်တယ်တပင်အောင်မှနေမိုးချိုးပစ်ခံရနိုင်တယ်လျက်စီးပစ္စည်းတွေကလည်းဓာတ်လိုက်တက်လို့ခဏရှောင်နေရမယ်လို့သေချာရှင်းပြတယ်ညဘက်ရောက်လာတော့မိုးတွေက မတိတ်သေးဘူးလေတွေကလည်းတအားတိုက်ခတ်လာတယ် အိမ်ခေါမိုးတွေကလည်းတန်းစုံထွက်လှောက်ခါနေတယ်လို့ပဲဝူကနေဝေါကနေဆိုတဲ့လေပြင်းတိုက်တံတွေကကြောက်စရာကောင်းတယ်ဖေဖေကဗရင်ပေါက်တွေကိုတေချာပိတ်ပြီးခလေးတို့ရေလေတိုက်တာပြင်းရင်မှန်နေကွဲနိုင်တယ်ဗရင်ပေါက်နာမှာမနေကြနဲ့နော်အိမ်ရဲ့အလယ်နားမှာနေကြလို့ပြောတယ်အဲ့ဒီအချိန်မှာရွာလူကြီးကလည်းရွာထဲမှာအတန်ချက်ဆက်နဲ့လှည့်ပြီးအားလုံးပဲမြည်ရည်တွေတအားတက်လာပြီး ရေးပေါ်အခြေအနေအတွက်ပြင်ဆင်ထားကြပါရွာထဲကမိသားစုတွေအချိန်မီဖုန်းကြီးချောင်းကို ရွှေ့ပြောင်းလာကြပါလို့ကြေညာတယ်ချီချီနဲ့တီတီတို့မိသားစုလည်းတခြားရွာသားတွေနဲ့အတူရေဘေးလွတ်နိုင်တဲ့နေရာကဖုန်းကြီးချောင်းကိုရွှေ့ပြောင်းကြတယ်အဲ့ဒီလိုနဲ့မြင့်ရီကအိမ်ထဲအထိစဝင်လာတော့ရွာထဲကလူတွေဟာကလေးတွေကိုပွေ့တက်ကြီးရွယ်အိုတွေကို တွဲပြီး ရေဘေးကင်ဆယ်ရေးစခန်းအဖြစ်သတ်မှတ်ထားတဲ့ရွာလေဘုံကြီးကျောင်းကိုပြောင်းရွှေ့ခဲ့ကြတယ်။အဲ့ဒီဘုံကြီးကျောင်းမှာတခြားကလေးတွေနဲ့လူကြီးတွေလည်းရှိနေတယ်။သူတို့ချင်းချင်းကူညီထောက်ပံ့ကြစောင့်ရှောက်ပြီးအတူတူနေနေကြတယ်။အားလုံးကစိုးရိမ်ပူပန်နေကြပေမဲ့အတူတူရှိနေတော့စိတ်သက်သာရရကြတာပေါ့။ဘုံကြီးကျောင်းကဆရာတော်ကကလေးတို့ရေ အခုလိုအချိန်မှာစီလုံးပြီးတယောက်နဲ့တယောက်ကူညီကြရမယ်။တက်ကြီးရွယ်အိုတွေကိုလည်းကူညီပေးကြပါ။တငယ်ချင်းအချင်းချင်းလည်းဂယုဆိုင်ကာကွယ်ပေးကြနော်လို့မှာကြတယ်။ရက်အနေငယ်ကြတော့မိုးတွေတိတ်ပြီးရေတွေလည်းပြန်ကျသွားတယ်။တဲသေးမဲမဲရွာနေတဲ့မိုးတွေရက်သွားတဲ့အခါသူတို့အိမ်တွေကိုပြန်လာကြတယ်။အိမ်ထဲမှာရေတွေနဲ့ဘွက်တွေနုံးတွေပြည့်နေပေမဲ့သူတို့ဘေးကင်းလို့ပိုပျော်နေကြတယ်။ ။ရွာသားတွေလည်းကိုယ့်အိမ်ကိုပြန်ပြီးတန်ရှင်းရေးတွေလုပ်ကြတယ်။တယောက်နဲ့တယောက်တအိမ်နဲ့တအိမ်ဝိုင်းကူညီရှင်းလင်းပေးကြတယ်။ရွာတွေကပျက်စီးသွားတဲ့လမ်းတံတားတွေကိုလည်းအားလုံးဝိုင်းပြီးပြင်ဆင်ကြတယ်။ဖေဖေနဲ့မေမေကဒီတခါတော့ရေဘေးအန္တရာယ်ကနေဘေးကင်းခဲ့တာစောစောစီစီပြင်ဆင်ထားလို့ပဲလို့ပြောတယ်။ဒီဖြစ်ပျက်ကြီးပြီးတဲ့နောက်ချီချီနဲ့တီတီတို့ဟာမိုးရွာဒီမှာကြုံရတတ်တဲ့ တဘာဝဘေးအန္တရာယ်တချို့ကို ပိုးပြီးနားလည်လာကြတယ်။ជីជីကညီမလေးတီတီကိုဖတ်ပြီးညီမလေးရေမိုးရွာကြီးမှာဖြစ်တတ်တဲ့တဘာဝဘေးအန္တရာယ်တွေကိုကြောက်နေမဲ့အစားဘယ်လိုရင်ဆိုင်ကြော်လွားရမလဲဆိုတာကိုသိထားပြီးလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ကာကွယ်ထားရင်ဘာမှစိတ်ပူစရာမလိုဘူးနော်လို့ပြောလိုက်တယ်။တီတီကလည်းជីជីကိုကောင်းညိတ်ပြီးပြုံးပြလိုက်တာပေါ့။ ချီချီနဲ့တီတီတို့ဟာသူတို့မိဘတွေတင်ပေးထားတဲ့ဘေးကင်းရေးစည်းကမ်းတွေကိုအမြဲလိုက်နာကြတယ်။သူတို့ဟာလူကြီးတွေရဲ့စကားကိုနားထောင်ကြပြီးအရေးပေါ်အခြေအနေတွေအတွက်ဘလို့ပြင်ဆင်ရမယ်ဆိုတာကိုလည်းကောင်းကောင်းသိသွားကြတယ်။ချီချီနဲ့တီတီလည်းဒီအတွေ့အကြုံကနေအများကြီးသင်ယူလိုက်ရပါတယ်။မိုးရာသီမှာရေကြီးနိုင်တဲ့လျှက်စည်းလက် မိုးရိုးပြစ်တာတွေကြောင့်ဓာတ်လိုက်နိုင်လို့မီးရိုးတွေကိုတတိထားရမယ်။ အရေးပေါ်ပစ္စည်းတွေပြင်ဆင်ထားရမယ်။အန်ဒီရဲ့ရှိရင်အိမ်ပြင်မထွက်ရဘူး။ပြီးတော့လူကြီးတွေပြောတာကိုနားထောင်ရမယ်ဆိုတာကိုကောင်းကောင်းနားလည်သွားကြတယ်။နောက်ပိုင်းမိုးရသည့်ရောက်တိုင်းသူတို့ဟာရွာသားတွေနဲ့အတူပိုပြီးတတိရှိရှိနဲ့ဘေးကင်းအောင် နေထိုင်တတ်သွားကြပါတော့တယ်။လူကြီးမင်းကလေးတို့လည်းချီချီနဲ့တီတီလိုပဲမိုးရသည့်ကိုတတိရှိရှိ လုံခြုံဘေးကင်းကင်းနဲ့ဖြတ်တန်းနိုင်ကြပါစေလို့ Little Forest Journey ကစူတောင်းမြစ်တာပို့သားလိုက်ပါတယ်။နောက်တစ်ပတ်မှာလဲပိုကောင်းတဲ့ပုံမြင်လေးတွေစာစုလေးတွေနဲ့ပြန်လာခဲ့ပါမယ်နော်။ဩမေးတော့မလို့ Little Forest Journey Channel လေးကတင်ဆက်ထားတဲ့ဗီဒီယိုလေးတွေလွတ်မသွားအောင် Like Subscribe Share Comment လေးတွေလုပ်သွားပေးကြပါအောင်နော်။ပုံမြင်လေးပြီးတဲ့အထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။ကျမ်းမာပျော်ရွှင်ဘေးကင်းကြပါစေနော်။ See ya. Ta-ta.